ဒီဂလူကိုစမင်းဆိုတာဘာလဲပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်ဆေးဝါးတုဒ္ဒခန္ဓာနေကြိုဆိုပါရစေအဲဒီတပတ်မျှဝေပေးခြင်းနဲ့ကြောင်းရာတော့ဒီဂလူကိုစမင်းဆိုတဲ့ဆေးကြောင်းကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်ကျမနာမည်ကတော့ဒေါက်တာရင်းကိခိုင်းဖြစ်ပါတယ် ီဂလူကိုဆမင်းဆိုတာဘာလဲပေါ့နော်ဂလူကိုဆမင်းဆိုတာကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးနုတွေထဲမှာအဲတဘာဝအတိုင်းပေါ့နော် တွေ့ရတဲ့အရာတစ်ခုဖြစ်တဲ့ဒီဂလူကိုဆမင်းကိုသူကဟိုဖြစ်ဆက်တယ်ပေါ့နော်တဘာဝအဲဒီဖြစ်ဆက်တဲ့အစာအနေနဲ့လည်းတွေ့ရတယ်ပေါ့နော်အဲသူတစ်ဖြစ်တော့ဒီရင်နေခွန်မှာတသက်ဝါးတွေရဲ့ဒီအခွန်နေမှာပေါ့နော်အဲရှိတတ်ပါတယ်ဒီဂလူကိုဆမင်းဆိုရင်ဂလူကိုဆမင်းဆာဖိတ်အဲဂလူကိုဆမင်းဟိုက်ဒရိုကလိုရိုက်ဆိုပြီးတော့ဒီလိုအမျိုးအစားလေးတွေလည်းများစွာရှိရဲ့ပေါ့နော်အဲအထူးသဖြင့်ပေါ့ဒီဖြစ်ဆက်စာပေါ့နော်ဂလူကိုဆမင်းကိုဘယ်လိုချေ ြနေမျိုးမှာတုံးဆွဲလို့ရတယ်ပေါ့နော်အဲဂလူကိုဆမင်းကိုဒီအယိုးနုတွေမှာပေါ့နော်ပြဿနာဖြစ်တဲ့အယိုးတွေအစစ်တွေရောင်ရမ်းမှုတွေဖြစ်တဲ့အဲလူကြီးပိုင်းတွေဆိုရင်ဒီလမ်းလျှောက်ရတာမကောင်းပေါ့နော်အစစ်တွေနာတယ်အယိုးနုတွေရောင်တယ်အယိုးနုတွေနာတယ်အယိုးနုတွေဒီယုံရင်းပျက်စီးခဲ့အခြေအနေမျိုးမှာအဲခန္ဓာကိုယ်ရဲ့အဂလူကိုဆမင်းလုံလောက်စွာပေါ့နော်မရှိတော့တဲ့အခြေအနေမျိုးမှာကျမတို့ကအပြင်းရနေပြီးရောပေါ့နော်အဲတောက်စင်းအနေနဲ့ဂလူကိုဆမင်းကိုပိတ်လိပိတ်ထားရှိပါတယ်ရှင်သူကတော့ဒီဒီပေါ့နော်ဈေးကွက်ထဲမှာ ဒီအားစီလိုမျိုးဖြစ်ဆက်စာအနေနဲ့ဝယ်ယူတောက်သုံးလို့ရရှိနိုင်ပါတယ်။အဲသူကတော့တောက်စီပုံစံရှိတယ်လို့ဒီလိန်စီပုံစံမျိုးလည်းရှိပါတယ်။အဲတနေ့ကိုပေါ့နော်တောက်စီဆိုရင်တော့ဒီနေ့ကိုတစ်ချိန်အဲစာလေးနဲ့တွဲဖက်ပြီးတော့တောက်သုံးလို့ရရှိပါတယ်ရှင်။အဲလိန်စီအနေနဲ့ဆိုရင်တော့ကျမတို့ကဒီနာနေရဲ့နေရအဲဒီအယိုးနုနေရအယိုးစစ်နေရလေးတွေကိုအဲလိန်ပေးခြင်းအဖြစ်ဒီအယိုးနုတွေအတွက်လိုအပ်တဲ့ပေါ့နော်ဒီဂလူကိုဇမင်းဓာတ်ကိုရရှိနိုင်အောင်လို့ဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်ရှင်။ဒီဂလူကိုဇမင်းပေါ့နော်ဂလူကိုဇမင်းကို အများစုပေါ့နော်လူတိုင်းတော့တောက်သုံးလို့ရပါတယ်ဒါပေမဲ့အဲဒီတချို့လူတွေမှာတော့ရှောင်ရှားမှုတွေလုပ်လို့ရတယ်ဘလို့လူမျိုးလဲဆိုတော့အထူးသဖြင့်ဒီဆေးကိုပေါ့နော်တောက်သုံးပြီးရင်ဓာတ်မတည့်တာမျိုးဖြစ်လေဖြစ်တာရှိရတယ်သူဆေးတွေအများစုဆေးတွေမှာပေါ့နော်ဒီလိုဓာတ်မတည့်မှုဖြစ်တာကတော့ဟောဒီဂလူကိုဇမင်းနဲ့ပေါ့နော်ဓာတ်မတည့်မှုဖြစ်တာကတော့နည်းပါတယ်ဒါပေမဲ့ဓာတ်မတည့်မှုဖြစ်တဲ့သူတွေဆိုရင်တော့ဒီဆေးကိုတောက်သုံးလို့မရဘူးဒါအပြင်ပေါ့နော်အဲအရန်ကြီးပြုတ်အန်လာမျိုးဆေးတောက်ပြီးရခါမှာဒီငိုင်မီးတာမျိုးဆေးတောက်ပြီးရခါမှာအရန်ရင်ပူတာမျိုးအဖြစ်လေဖြစ် data ရှိရဆိုရင်တော့ကျမတို့ကဒီဆေးကတောက်သုံးလို့မသိပါဘူးရှင်အဲဒီဆေးကိုပေါ့နော်ကျမတို့ဂလူကိုဆမင်းကိုတောက်သုံးမယ်ဆိုရင်ကျမတို့ကအဲတခြားပေါ့နော်တခြားဘာဆေးလေးတွေနဲ့တောက်တောက်လို့တောက်နေလဲဆိုတော့ကြံဝင်ပြန်ပြောပေးရမှာပါဒီဆေးကတော့အထူးသဖြင့်ဒီပေါ့နော်အတက်ကြစည်းလိုမျိုးတွေအဲဒီစိတ်ကြယောဂါဖြစ်တဲ့ပေါ့နော်ဖြစ်တဲ့အခါမှာတောက်ရတဲ့ဆေးမျိုးတွေနဲ့ဆိုရင်တော့အဲချပြီးတော့တောက်တာမျိုးတွဲဖက်ပြီးတော့မတောက်တာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်ရှင် ။ဒါအပြင်ပေါ့နော်ကျမတို့ကဒီဆေးကိုဟိုတောက်တုံးတဲ့အချိန်မှာဒီ happy လို့ခေါ်တဲ့သွေးကြဲဆေးတွေတောက်တုံးနေလားအဲဒါတွေကိုလည်းဟိုဆရာဝန်ကိုတိုင်ပင်ပေးရမှာဖြစ်ပါတယ်ရှင်။အဲဒီဆေးကိုပေါ့နော်ဘယ်ဆေးဘလို့အခြေအနေမျိုးဆိုရင်လည်းပိုဝီယူဆရမှာလဲဆိုကျမတို့ကဒီစီချိုယောဂရှိရဲ့သူမျိုးတွေအကိုဝင်ဆောင်အမျိုးသမီးတွေခလေးကိုနှုတ်တိုက်နေတဲ့သူတွေဆိုလည်းတတိထားပြီးတော့တောက်တုံးပေးရမှာဖြစ်ပါတယ်ရှင်။ အဲဒါဆိုရင်တော့ကျမတို့ကဒီဖြစ်ဆက်ဆာအကြောင်းပေါ့နော်ဂလူကိုဇမင်းဆိုတဲ့အယိုးအဆစ်အတွက်အားဖြည့်ပေးရဲအာဇီပေါ့နော်တဘာဝဖြစ်ဆက်အာဇီအကြောင်းကိုသိရှိသွားမယ်လို့ပြောလင်းပါတယ်ရှင်ကြီးရှိတဲ့သူအားလုံးကျမချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်